ိတ်ဖြစ်လာရဲ့ဆိုတော့စိတ်ဖြစ်ပေါ်ခြင်းပိုင်းလို့လည်းနားနေတာစိတ်ဆိုတဲ့နေရာမှာလည်းဒါမှမဟုတ်မနေ့ကသင်ထားတဲ့အတိုင်းစိတ်ဆိုတဲ့ကာမလေး ိတ်ဆိုတာကအာယုကိုတည်တဲ့တဘောအဝိဓိခဏိနဲ့ပတ်သက်ပြီးတော့ဒီထားနေတယ်ဝိလျာတုံးပြီးတော့ဝင်လာတယ်ဖက်လျာတုံးပြီးတော့ထွက်သွားတယ်စသည်ဖြင့်ဘုရားတိုင်ကိုကြားနေရတယ်ကြားသိနေရတယ်အဲ့ဒါတည်တဲ့တဘောကိုစိတ် ခံစားတဲ့သဘောကိုတော့ဝေဒနာလို့ခေါ်တယ်။အာယုနဲ့ းတာပါလေ။ဉာဏ်တရားတဘာဝတစ်မျိုးပဲ။အာယုနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုးတယ်ဆိုပြီးတော့ဆုံးဖြတ်နေတာပါလေ။အနန္တဘာဝပဲ။ကိညာလို့ခေါ်တယ်။ဒီအာယုနဲ့ပတ်သက်ပြီးတော့ကြိုက်တယ်အကြိုက်ဘူးဆိုပြီးတော့ခံစားနေတဲ့ဘာဝတွေရတယ်အနန္တဘာဝ။အာယုနဲ့ပတ်သက်ပြီးတော့အဒီအာယု လူကျင်နေရကျင်နေဆိုပြီးတော့ဖြစ်ကျင်နေဆိုပြီးတော့ကျင်နေစိတ်စော်တိုက်တွန်းမှုတွေရတယ်စေတနာဆိုတဲ့နန္ဒဘာဝတွေလွယ်ပြောမယ်ဆိုရင်တော့နန္ဒဘာဝတွေဖြစ်ပေါ်တာကိုဒီတော့စိတ်လို့အလွယ်ပြောကြတာအာယုကအချမ်းရှိမယ်စိတ်ဖြစ်ပေါ်မှုချမ်းရှိမယ်အပိုင်းနှစ်ပိုင်းရှိမယ် ။ဟောခြေတော်နာနေတယ်ခြေတော်တောင်းနေခြင်းနဲ့ဆိုရင်တောင်းတာသိနာကအာယုဘက်ခြံ။ဒီအာယုတောင်းတာသိနာနဲ့ပတ်သက်ပြီးတော့ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ခံစားချက်တွေဒီလိုတောင်းတာသိနာမကောင်းဘူးဆိုပြီးတော့ဆုံးဖြတ်တာတွေတိရာတွေကကြတော့ငန်တရားစိတ်သက်ခြံ။ပတရားတို့ရဲ့ဆရာက အာယုံဘက်မှာဒီကမထားပဲနဲ့ဒီစိတ်ဖြစ်ပေါ်မှုပါစိတ်ဖြစ်ပေါ်မှုအပိုင်းမှာဦးဇင်းတော်ကတိထားမှုတိတိထားမှုနဲ့ဉာဏ်ပညာဖြစ်အောင်ကြိုးစားအာယုံကတော့အတန်ဖြင့် ွက်လေးဆိုရင်ဒါတွေးကြည့်เสียอ่ะอายุคิดฉินขึ้นไปก็อายุน่ะอะท็อปอ่ะอายุน่ะดีกว่าปฏิอาอุทเทศุรียอโลกหลูญาณสุหาที่อายุแบบไปอยู่ดีกว่าทาเนี่ยดีกว่าทาเนี่ย ဆွဲလန်းကြတရားအတွက်ဒီလိုတော်မှာအဝိဇ္ဇနာတွေတက်လာတယ်၊ညောင်းတာတွေဖြစ်လာတယ်။တရားတိုင်းနဲ့ဘာတွေမြင်လဲ၊ညာတွေမြင်လဲ။အမြင်နာတွေကြားရတာတွေကယဉ်တိခံရတာတွေ၊ကြားတိခံရတာတွေ ရားတန်ရင်အယောင်ရင်ရင်နဲ့အရင်းရင်ရင်နဲ့သူကဘာမြင်မြင်ပေါ့ဘာကြားကြားပေါ့တွေ့လိုက်တယ်ဆိုရင်လည်းသူကအတွေ့အာရုံတွေပေါ့ဒါအာရုံတွေမျိုးရတော့ဖြစ်ပေါ်နေပါလေဒါရှိရဘုန်းကြီးကတရားဟောနေ တွေ့မှာအထီးတွေ့တဲ့အာရုံပေါ့ဟိုတုံးကြီးရဲ့လုံခဲ့တဲ့သလားလောက်ကတခုခုမကြည်မနှက်ပြီးခဲ့တယ်အောက်လည်းဆွဲလန်းခဲ့တယ်ဆိုရင်လည်းအဲ့ဆွဲလန်းတဲ့အာရုံတွေဟာအခုတရားတိုင်ဆက်ပါပေါ့အသွေးအာရုံတွေနဲ့လည်းဒါပေါ်လာနိုင်တာပဲဆိုတော့ဘာပေါ်ပ ကမဟုတ်အာယုံကတော့ဒီ၆မျိုးရဲ့တမျိုးမျိုးကတော့ပေါ်နေပါတယ်အစင်အာယုံကြီးဖြစ်မယ်အတန်အာယုံကြီးဖြစ်မယ်အနတ်အာယုံကြီးဖြစ်မယ်အရာတာအာယုံကြီးဖြစ်မယ်အမေတရားကြိုင်ရင်တော့အရာတာအာယုံတော့မထိတွေ့ရဘူးနော်ညစီမိတ်ထားတဲ့အစင်အာယုံတော့အထိတွေ့ရဘူး င်ရှားတာကတော့တရားတိုင်ပဲဆိုရင်အကံအာယုအဓိကလာတိုင်တယ်။နောက်အတွေးအာယုနေလာပြီးတော့တိုင်တယ်။နောက်တိုင်တယ်ဆိုတာကဖြစ်ပေါ်လာတယ်။နောက်ပြီးတော့ညောင်းနေတာနဲ့ပူတယ်အေးတယ်ဆိုတဲ့ဒီကိုယ့်ရဲ့ကိုယ်ကာယနဲ့တော့ထိတွေ့ကြရအာယုနေလာတိုင်တယ်။အာယုန်နာတိုင်တိုင်းမှာအာယုန်ကဒီကမဟုတ်ဘူးအာယုန်ကတော့ ထောက်ပံ့လို့ပါတယ်။ဘာထောက်ပံ့လဲဆိုတော့အာယုံကထောက်ပံ့တော့မှစိတ်တွေဖြစ်တယ်။အာယုံမပါဘဲနဲ့လည်းစိတ်မဖြစ်ဘူး။အာယုံတိုင်းမှစိတ်ဖြစ်တယ်စိတ်ပေါ်တယ်ပေါ့။အဲဒီတော့ကြောင့်စိတ်ဟာငါစိတ်မဟုတ်ဘူး။ခုအနမ်းမပါဘဲနဲ့နန်စိတ်လေးပေါ်စမ်းဆိုလို့လို့လို့မရဘူးလေအနမ်းလေးဒါတိုက်တော့မှ နံလေးကနှာခေါင်းပါဒါတိုက်တော့မှဉာဏ်တိစိတ်လေးဟာမရှိတာကနေဖြစ်ပေါ်လာရတယ်အနံအနံဆိုတဲ့အာယုဏ်နာမတိုက်ပဲနဲ့ဉာဏ်လေးပေါ်ဆန်းဆိုလို့မရဘူးအရှာဝမအရာတာတခုမတင်နေနဲ့ပေါ့စားစိတ် ိုတဲ့စက်ပြင်ချင်းနေဆိုတဲ့စားသိလေးပေါ်စမ်းဆိုလို့ခေါ်လို့မရအရာလာလာတိုက်တော့မှစားသိစိတ်လေးဟာအရာလာတိစိတ်လေးဟာမရှိရကနေဒါဖြစ်ပေါ်လာအပြင်းအထန်ကတော့အာယုံကအထောက်ပံ့တရားကြောင့်ရဆိုတာကအာယုံဘက်မှာဒီကမထားပဲနဲ့ဒီအာယုံကြော ိတ်ဖြစ်ပေါ်လာတဲ့အပိုင်းမှာဥစဉ်တို့ကတတိထားတဲ့စိတ်ဖြစ်အောင်ပြီးရင်ပညာဉာဏ်ဆိုတဲ့ပေါ့အမှန်တည်းတဲ့စိတ်ဖြစ်အောင်ကြိုးစားရအောင်စာလုံးပြောမယ်ဆိုရင်တော့မေဂတိစ္ဆာလို့ပေါ့အာယုံဘက်မှာမေဂတိစ္ဆာမဖြစ်ဘူးအာယုံကတော့ယုတ်တရားဒါမှမဟုတ် ိုးအာယုံတွေကကြတော့နန္တရားလေးရှိတယ်။အတန်အာယုံတို့အနန်းအာယုံတို့ကကြတော့ယုတ်တရားပေါ့။တချို့အသွေးအာယုံတွေကတော့နန္တရားပေါ့။အာယုံဘက်မှာကဒိဂသစ္စာမဖြစ်ဘူး။ဒီအာယုံရောက်ဖြစ်ပေါ်လာတဲ့ဒီစိတ်ပေါ့။ဒီစိတ်ဖြစ်စဉ်ဘက်မှာဒီတတိထားတဲ့စိတ်တို့ မှန်တည်းတဲ့စိတ်တို့ဖြစ်ပေါ်အောင်ကြိုးစားလူရင်ကတော့အာယုံနဲ့အချမ်းရှိမယ်စိတ်ဖြစ်ပေါ်တဲ့အချမ်းရှိမယ်အာယုံနဲ့ချမ်းမှာလေကသစ္စာရှိဒီစိတ်ဖြစ်ပေါ်တဲ့အချမ်းမှာဥပ္ပဒါလေကသစ္စာဖြစ်အောင်ကြိုးစားလေကသစ္စာဆိုတာကအတိထားတဲ့စိတ်တွေဖြစ်မယ်အမှန်တည်းတဲ့စိတ်တွေဖြစ်မယ်ဆိုရင်ဒါမေကသစ္စာလို့ခေါ် မေဃသစ္စာဆိုတဲ့ပေါ့ဒီထားတဲ့စိတ်ကြီးအမှန်တည်းတဲ့စိတ်ကြီးမဖြစ်ဘူးဆိုရင်သမုဒိယသစ္စာဆိုတဲ့တွေ့တာတဲ့စိတ်ကြီးအတိမားတဲ့စိတ်ကြီးခြေရဘဝမှာပူလောင်ဆင်းရဲကြတယ်ဆိုတာကအာယုံမှာပူလောင်ဆင်းရဲတာဟုတ် အာယုံကြောင့်စိတ်ဖြစ်ပေါ်လာတဲ့စိတ်ဖြစ်ပေါ်မှုအပိုင်းမှာပဲကုသိုလ်တို့ဟာလောဘစိတ်ဒေါသစိတ်အမှန်မသိတဲ့စိတ်တွေဖြစ်ရင်ပူတော်ဆင်းရဲရတော့အာယုံကချမ်းပါလေကုသိုလ်တို့ကအမှန်သိဖို့ကြိုးစားအဲ့မဲ့အာယုံကချမ်းပါတော့ အမှန်တိစိတ်မပေါ်ဘူး။အာယုံကတော့အာယုံလေ။သူအတန်ကြားတယ်လေ။အတန်ကတော့သူယောဂီတွေ၁၀ရောက်တရားထိုင်နေတယ်ဆိုရင်အတန်ကတော့အာယုံအားလုံးရဲ့နားမှာသူညီစွာလာပြီးတော့တက်ရောက်မှာပဲ။ဒါပေမဲ့ ဒီအာယုံရောက်ဖြစ်တဲ့စိတ်ဖြစ်စဉ်ဘက်မှာတော့တယောက်နဲ့တယောက်မတူဘူး။ယောက်ကပူနာနေနေတယောက်ကကြတော့ဟာဥစဉ်ကဘာတွေဟောမှန်းမသိဘူး။ကြာလိုက်တာ။မစင်ရတဲ့စိတ်ကြီးဖြစ်နေတယ်ဖြစ်မှာ။ဟောတယောက်ကကြတော့ဥစဉ်ကြောတာတွေနားနေလောပေါက်ပြီးတော့ဒါတရားတည်တဲ့စိတ်ကြီးလည်းဖြစ်ဖြစ်မယ်။အစိတ်ဖြစ်ပေါ်တဲ့အချမ်းမှာကြတော့မတူဘူးပေါ့။အာယုတည်တဲ့ချမ်းကတော့အလုံးသူညီစွာပဲဒီတန်ကို ရှားတာအာယုမမှာကအလုံးသူကြီးသွားပဲကြာရတယ်ဒါပေမဲ့ဒီအတန်ပေါ်မှာနှလုံးသွင်းမှန်တဲ့စိတ်ဒီနှလုံးသွင်းမှားတဲ့စိတ်ဒီကျွားလဲနားနေတယ်ကျွားလဲနားမနေဘူးစသဖြင့်ပေါ့အစိတ်ဖြစ်တော်မူအချမ်းပါပဲသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာဆိုပြီးတော့ क्वे ပြသွားတယ် ီတရားနဲ့ကြားရတာချင်းအတူတူတော့အတူတူပဲဒါပေမဲ့တချို့တွေနှလုံးသွင်းမတော့အာဘုံကြီးကတရားကဘာရောမှမသိဘူးအချင်းချင်းကြားလိုက်တာမပြီးနိုင်ဘူးဆိုတော့ဒါနှလုံးသွင်းမရင်ဒီတရားနဲ့ပဲတော့ဒါပေမဲ့အာဟုတုစိတ်တွေဖြစ်တာဒီတရားနဲ့ပဲနှလုံးသွင်းမှန်တဲ့အတိမှန်တဲ့ဒီတရားကိုနားလေတော့ကုသိုလ်စိတ်တွေဖြစ်တယ်ပညာဉာဏ်တွေဖြစ်တယ် မှန်တည်းတဲ့စိတ်တွေဖြစ်လာတယ်။ဒါကြောင့်ဦးဇင်းကအပိုင်းနှပိုင်းလုံးကိုနားလေရ။အာယုံဖြစ်ပေါ်တဲ့အချမ်းကိုလည်းနားလေရမယ်။အာယုံရောက်စိတ်တွေဖြစ်လာတယ်ဆိုတဲ့ဉာဏ်တရား၄ပါးဒီဉာဏ်တရား၄ပါးဖြစ်ပေါ်မှုတွေကိုလည်းနားလေရ။အခုတော့နာဒီဝါမှာအာယုံစိုက်ထားမယ်၄တိုးပြီးတော့ဝင်လာရင်ဝင်နေလို့ဒီတိုးပြီးတော့ထွက်သွားရင်ထွက်သွားတယ်လို့သိတယ် ဝေလေကျွလေဘက်မှာတရားရှိတာမဟုတ်ဘူးခီးတဲ့တိုးတဲ့ဘက်မှာတရားရှိတာမဟုတ်ဘူးတရားဆိုတာမေဃတစ္ဆာတရားဒီခီးတဲ့တိုးတဲ့ဆိုတဲ့အပေါ်မှာဥစဉ်တော့တည်ထားတဲ့စိတ်ပေါ့ဒီဝေလေကျွလေဒီခီးတာတိုးတာဟာငါပိုင်ငါဆိုင်တာမဟုတ်ဘူးသူ့ကြောင့်တရားနဲ့သူ့ကျိုးတရားနဲ့ဥဒုအာဟာရစိတ်ဆိုတဲ့အကြောင်းတရားတွေကြောင့်ဝေလေကျွလေဖြစ်နေရတာ ။ညကိုကလှုပ်တာမဟုတ်ဘူး။ကိုဝင်နေတော့လေမရှိလေဝင်နေတော့လေကဖြစ်နေတာပဲလေ။ညာအိမ်လည်းဖြစ်နေတာပဲ။ဝင်နေတော့လေမှမဟုတ်ဘူးနှလုံးခုန်တာတွေအစာအိမ်တွေလှုပ်လှုပ်တာတွေကြောက်ကြက်တွေလှုပ်လှုပ်တာတွေနှလုံးခုန်တာတွေအသေးတွေလှုပ်လှုပ်တာတွေစသည်ဖြင့်ပေါ့။အဲ့ဒါတွေကသူ့တဘာဝအလျောက် ကံစိတ်ဥဒုအဟာရဆိုတဲ့အကြောင်းတရားအထောက်ပံ့နေရဲ့ထောက်ပံ့မှုအတိုင်းပေါ့လုံလုံနေကြတာကိုကလုံးစီဆိုလို့လုံနေတာမဟုတ်ဘူးကိုကခဏရက်ခံရတယ်မရဘူးကိုကတစ်ချိန်လုံးလုံလုံနေကြတာတက်ရှိတာကခဏလေးတမင်းလောက်အတက်ရှိနားမင်းဆိုပြီးတော့အခုရက်နာကြည့်လေဘူးတက် ဟိုဟာကိုတက်ရှိအောင်တမင်းလောက်ပဲရန်သားကြည့်ရမလားလို့မရဘူးအဓုတဘာဝလေးတော့ဖြစ်နေတယ်အဝိလိထွက်လီထိတာကျောင်းတာဆိုတဲ့ဒီတက်ရှိတဲ့လုပ်ငန်းစဉ်အစာချေတဲ့လုပ်ငန်းစဉ် circulation ဆိုတဲ့သွေးလက်ပတ်တဲ့လုပ်ငန်းစဉ်တွေကြောက်ကြတဲ့လုံလုံတဲ့လုပ်ငန်းစဉ်တွေပေါ့ညစ်ကြေးဆွတဲ့လုပ်ငန်းစဉ်တွေ ဒါရီယာသူ့သဘာဝတရားကံရဲ့တတိကံစိတ်ဥဟာရဆိုတဲ့အကြောင်းတရားတတိတွေရဲ့လောက်ဆောင်မှုတိုင်းပေါ့ဖြစ်ပေါ်နေရတာဖြစ်ပြက်နေရတာဒါဝင်ကျင်းကအိမမန်တော့ငါတက်ရှိတာငါနှလုံးခုန်တာငါအစာရင်ကအလုံးလုံးတာတော့ငါပိုင်းငါဆိုင်နေနဲ့အထင်မှားကြတယ် တရားသိတယ်ဆိုတာကအာယုံဘက်ကိုဒီကမထားပဲနဲ့ဒီအာယုံဘက်မှာပေါ့ဖြစ်ပေါ်နေတဲ့အတန်ကြီးခိတာတိုးတာတွေဥရာအေးတာတွေညောင်းတာနာတာတွေနဲ့ပတ်သက်ပြီးတော့ဥစဉ်ကျွားနံပါတ်1ဒီသားမိအောင်ကြိုးစားရမယ်နံပါတ်2အနေနဲ့ဒါရီယာမပိုင်ကဆိုင်မဟုတ်ဘူးသူเจ้าနဲ့သူကျိုးနဲ့ဖြစ်နေတဲ့သဘာဝတရားဒီရမှာတရားလို့နားလည်နိုင်အောင်ကြိုးစား တော့တရားထုတ်တယ်ဆိုတာဒီအာယုံတဲ့ချမ်းကိုအိကမထားမင်းနဲ့စိတ်ဖြစ်ပေါ်တဲ့ချမ်းမှာအတိနဲ့ဉာဏ်ပညာပေါ့ဉာဏ်ပညာဆိုတာအမှန်သိအောင်ဒီအာယုံတဲ့ချမ်းရောစိတ်ဖြစ်ပေါ်တဲ့ချမ်းကိုရောမမကြံကြံသိတာကိုဉာဏ်ဉာဏ်ဉာဏ်လို့နားလည်ရမယ်တော့ဒီသားပြီးတော့ဉာဏ်ဉာဏ်ဖြစ်အောင်ဒီနာလေးဝါး ရှိတဲ့တောနဲ့ရှိတဲ့တောနဲ့သဘောလေးတွေကိုသင်တို့အဓိကားနေပါ